မင်္ဂလာပါအေးမြတ်မြတ်ဖြစ်ပါတယ်ဒီဗီဒီယိုမှာကတော့ vowel diacritical marks လို့ပြောတဲ့တရတွေကိုဘယ်လိုရေးရလဲဆိုတာတင်ပြမှာဖြစ်ပါတယ်အဲ့တော့တရတွေကိုအခြေခံအဖြစ် e a a r o o u ဆိုပြီးတော့ရှေ့ဗီဒီယိုတွေမှာလေ့လာခဲ့ပြီပေါ့နော်အခု e ကိုဘယ်လိုရေးလဲဆိုတာပြောပြပါမယ် e ကလုံးကြီးတင်ဆန်ခတ်နဲ့ရေးပါမယ်လုံးကြီးတင်ဆန်ခတ် A ကတော့တဝေထိုးနဲ့ရေးပါမယ်တဝေထိုးနဲ့ရေးပါမယ် A ကတော့ရပ်ပလက်တက်နဲ့ရေးပါမယ်ရပ်ပလက်အသက်နဲ့မလို့ရပ်ပလက်တက်လို့ခေါ်ပါတယ်အာမာ2 type ရှိပါတယ်ရေးချာနဲ့မောက်ချာရေးချာမောက်ချဆိုပြီးနှစ်ခုရှိပါတယ်။အော်မာလည်းနှစ်ခုရှိပါတယ်။တဝေထိုးရေးချာရှေးထိုးပုံစံနဲ့တဝေထိုးမောက်ချာရှေးထိုးပုံစံဆိုပြီးတော့နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။ ိုကတော့လုံးကြီးတင်တစ်ချောင်းခင်ပူကတော့နှစ်ချောင်းခင်နဲ့တွေ့ရပါမယ်ဒီနေရာကဒေါက်တာဆိုင်ကယ်လေးကဘာလို့ပြောတာလဲဆိုတော့သူက B ဝင်လာမယ့်နေရာပေါ့နော် consonants initial consonants တွေကိုအဲ့ဒီမှာထည့်ပြီးတော့ရေးမှဖြစ်ပါတယ်ဒါကတော့7 vowels ရဲ့ sample တွေပဲဖြစ်ပါတယ်ခေတ္တဆိုရင်ဥပမာရင်းနဲ့တွေ့ကြရအောင် e a a r o o ဒါတွေနဲ့ရေးမယ်တော့ဟုတ်ပါပြီဘယ်လိုရေးရမလဲဆိုတော့ကြည့်ကြမယ်နော်မြန်မာစာကတဲ့ဘလို့ရေးရမလဲဆိုရင် circle shape ကလေးတွေကို left to right direction နဲ့သွားပါတယ်ပြီးတဲ့အခါမှာ consonants တွေနဲ့ vowel တွေကိုပေါင်းပြီးတော့ရေးပါတယ် consonants နဲ့ vowel ကတနေရာထဲမှာဆိုပေမဲ့ vowel တွေကသူ့ရဲ့ out တွေမှာရှိမယ် ြီးတော့မှရေးမယ်ဒါမှမဟုတ်ရင်ပတ်ပတ်လည်မှလည်းရေးလို့ရတယ်ဘေးတစ်ဖက်တစ်ချက်နဲ့အပေါ်တွေမှလည်းတွေ့နိုင်မှာပါပေါ့နော်အဲ့တော့ရေးပုံရေးနည်းလေးကိုပို့ပြီးတော့လေ့လာကြည့်ရအောင်အရင်ဆုံးလုံးကြီးတင်ဆန်ခတ်ပုံစံနှမျိုးကိုကြည့်ပါမယ်လုံးကြီးတင်ဆန်ခတ်နှမျိုးမှာ2 space ယူထားတဲ့အက္ခရာတွေဆိုရင်အနောက်ဘက်မှာရေးပေးပါနော်တစ်လုံးနဲ့ဆိုရင်တော့အပေါ်မှာတက်တက်ရေးပါမယ်တကယ်လို့ ရက်ရက်တွေပါလာမယ်ဘောနော်ဒီလိုမျိုး around မှာ mark တွေပါလာမယ်ဆိုရင်တော့သူ့ရဲ့အရှိလေးမှာရေးပေးပါနော်လေးဖြီးလေးဖြီးမှာတဝေထိုးလေးတွေကိုတွေ့ရပါမယ်နောက်တစ်ခုကတော့ရက်ပလက်သက်ပေါ့ရက်ပလက်သက်ကတော့သူအနောက်မှာရေးတာမလို့အဆင်ပြေတယ်နော်ရေးချာနဲ့မောက်ချောက်ကြည့်ရအောင်လာပါလာရေးချာကိုတုံးထားပါတယ်ပမောက်ချောက်တုံးထားပါတယ် လာပါအတန်အတွက်ကတော့အတူပဲเนาะလာပါအာသံပဲ or ခေါ်စလုံးလေးကိုကြည့်ရအောင် or မှာကရေးချောက်တွေ့ရမယ်ခေါ်မှာက မောက်ချောက်တွေ့ရမယ် or ခေါ်နောက်တစ်လုံးကြည့်မယ်เนาะငိုမလို့ငိုဆိုတဲ့စလုံးကတော့တစ်လုံးပဲရှိတယ် one space ဆိုတော့တက်တက်ပဲရေးပါမယ်လိုလိုမျိုးစလုံးကနည်းနည်းလေးရှည်နေတယ်ဆိုရင်တော့အနောက်ဖက်အချမ်းမှာရေးပေးပါငိုမလို့ ကဲနောက်တစ်လုံးကြည့်မယ်သူ you စလုံးဟာ two space ဆိုလို့ရှိရင်အနောက်မှာရေးမယ်လို့မှတ်ထားပေးပါနော်တစ်လုံးနဲ့ဆိုရင်တော့သူ့ရဲ့အောက်မှာရေးလို့ရပါတယ်သူ you ကဲဒါကတော့ consonants နဲ့ vowel နဲ့ပေါင်းပြီးတော့မြန်မာစကားလုံးတွေဘယ်လိုရေးလဲဆိုတာပဲဖြစ်ပါတယ်ဟိုတနေ့တုန်းကအရှိတ်ဗီဒီယိုတွေမှာ don't know မသိဘူးဆိုတဲ့စကားလုံးတွေလေ့လာခဲ့တယ် mother ဆိုရင်မေမီ what ဆိုရင်ဘာလဲ brother ဆိုရင်ကိုကို please come together ဆိုရင်တူတူလာနော်ဆိုပြီးတော့လေ့လာခဲ့ရပေါ့နော်အဲ့စလုံးလေးတွေကိုပဲရေးကြည့်အောင်အရင်ဆုံးမတိဘူးဆိုတဲ့နေရာမှာ consonants က three consonants ရှိတယ်မတဘ vowel က e u u ဆိုပြီးတော့ရှိတယ်ဒါကြောင့်သူ့မတိဘူးဆိုလို့ရှိရင် vowel က three vowel ရှိမယ် consonant ရှိမယ်တုံးရှိမယ်เมเมဆိုလို့ရှိရင် မဆိုတဲ့ consonant ရှိမယ်ပြီးရင် a ဆိုတဲ့အတွက်ကြောင့်မလို့တဝေထိုးကိုသုံးမယ်ဘာလဲဘ consonant ကဘ vowel ကအာဘာလာเอလေပါလေကအိုကိုကအိုကိုကိုကိုတာဥတာဥလာအာနာအော 2 2လာနော်ဆိုပြီးတော့စလုံးนี่ကိုခွဲထုတ်ထားတာဖြစ်ပါတယ်ဒါကိုရေးတဲ့အခါမှာ handwriting နဲ့ textbook မှာတွေ့ရမယ့် type ပုံစံမျိုးတွေကိုကြည့်အောင်เนาะပထမဆုံး handwriting နဲ့ရေးကြည့်အောင်မာတီဘူဘူတူတူပဲเนาะ vowel နဲ့ consonants ကိုအတူတူပေါင်းရေးမယ်မတီဘူဒါကတော့ typing ပုံစံပေါ့เนาะ နောက်တစ်ခါမေမေဒါတိုက်ပင်ပုံစံပါပြီးရင်ဘာလေဘာလေပြီးရင်ကိုကိုလုံးတင်တစ်ချောင်းခင်ကာကြီးလုံးတင်တစ်ချောင်းခင်ပြီးသွားရင်တူတူနှစ်ချောင်းခင်လာအာ နော်ဆိုပြီးတော့ဒူဒူလာနော်လို့တွေ့ရမှာ ဖြစ်ပါတယ်။ typing ပုံစံနဲ့ဆိုရင်စလုံးလေးရပို့ပြီးတော့ဝိုင်းတယ်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။